AI chatbot တွေကတော့တရထက်တရပို့ပြီးတော့မှထူးချွန်ထက်မြက်လာနေကြပါတယ်။ဒါပေမဲ့အားလုံးကအစဉ်ပြေချောမွေ့နေရလို့တော့မစိုးနိုင်သေးပါဘူး။ဘာလို့လဲဆိုပြဿနာတစ်ခုရှိနေတာကြောင့်ပါ။သူတို့ရိုးတန်းတဲ့မေးခွန်းလေးတစ်ခုမေးလိုက်တာနဲ့ဟိုသူတို့ရဲ့ digital brain ကြီးတစ်ခုလုံးကိုအသုံးချနေကြရတာပါအဲ့ဒါဘာပြဿနာရှိလို့လဲလို့ဆိုရင်တော့တာမန်ဘာမှမဟုတ်တဲ့မေးခွန်းလေးတစ်ခုအတွက်ကိုတော့မှစွမ်းရည်အများကြီးဖြုံးတီးပြတ်တယ်လို့ဖြစ်နေတာပါ ဒါကြောင့် AI တွေကြီးထွားလာတာနဲ့အမျှကမ္ဘာစွမ်းအင်လိုအပ်ချက်တွေပါအဆမတန်ကြီးထွားလာကြပြီးတော့တစ်ခါပါလုံးကိုခေါင်းခဲစေတဲ့ပြဿနာတစ်ခုလိုပါဖြစ်လာခဲ့ပါတယ်။ဒါကိုဖြေရှင်းနိုင်ဖို့အတွက် American ရဲ့ Big Touch ကုမ္ပဏီတစ်ခုဖြစ်တဲ့ Microsoft အပါအဝင်တရုတ်တွေနဲ့ပူးပေါင်းပြီးတော့ပါဒီပြဿနာကြီးကိုဖြေရှင်းဖို့ကြိုးစားနေကြတာမှာအခုတော့ဒီပြဿနာကိုရပ်တန့်နိုင်တဲ့နည်းလမ်းတစ်ခုကိုရှာတွေ့ခဲ့ပြီးဖြစ်ပါတယ်။ အဲ့ဒါတော့ AI တွေကိုလူသားတွေလိုမျိုးပဲပြဿနာတစ်ခုဖြေရှင်းဖို့တကယ်လိုအပ်တဲ့အုံနောက်ဆဲတွေကိုပဲအသုံးပြီးတော့အပိုင်းလိုက်စဉ်းစားဖြေရှင်းနိုင်အောင်သင်ပေးတာပဲဖြစ်ပါတယ်အော်စီယာကောင်းတာကတော့တစ်ချိန်လုံးပြိုင်ဘက်တွေလိုတူးထက်ကအပြိုင်ဆိုင်တီထွင်စမ်းသင့်နေကြတဲ့အမေရိကန်နဲ့တရုတ်တွေဟာဒီတစ်ချိန်မှာတော့ပြဿနာကြီးတစ်ခုကိုအတူပူးပေါင်းပြီးဖြေရှင်းနိုင်ခဲ့ကြတာဖြစ်ပါတယ် ဒါပြင်သူတို့က AI စနစ်တွေကိုဘာတစ်ခုမှထပ်ပြီးပြောင်းလဲပစ်စရာမလိုဘဲနဲ့ဟိုဒီပြဿနာကြီးကိုဖြေရှင်းနိုင်ခဲ့ကြတာပါဒီလိုထူးခြားပြီးစိတ်ဝင်စားစရာကောင်းနေတဲ့ဖြစ်ရဆန်းကြီးတစ်ခုဖြစ်တဲ့အတွက်ဒီအကြောင်းအသေးစိတ်ကိုတော့ဒီနေ့မှမိတ်ဆွေတို့နဲ့အတူတူဆွေးနွေးသွားဖို့ရှိနေပါတယ်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါ AI Learning မြန်မာအနေနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ် large language model တွေဆိုတာကျွန်တော်တို့အခု နေစင်တဲ့အမျှအသုံးပြုနေကြတဲ့ AI တွေပါဥပမာ ChatGPT, Grok နဲ့ Gemini တို့လိုမျိုး AI တွေဖြစ်ကြပါတယ်သူတို့မှာလူတွေရဲ့အုံနောက်လိုမျိုးပဲအတွင်းပိုင်းဖွဲ့စည်းပုံတွေအများကြီးရှိပါတယ်နှီးပညာစကားနဲ့ပြောမယ်ဆိုရင်တော့ parameter တွေလို့ခေါ်ပါတယ်ဒီ parameter တွေကိုနားလည်ရလွယ်အောင်လို့မီးခလုတ်လေးတွေနဲ့ပဲရှင်းပြပေးပါမယ်။သူတို့မှာတော့မီးခလုတ်ပေါင်းကဘီလီယံနဲ့ချီပြီးတော့ရှိနေကြပါတယ် ကျွန်တော်တို့က large language model တွေကိုမေးခွန်းတစ်ခုမေးလိုက်တိုင်းမှာဒီမေးခွန်းကိုဖြေဖို့အတွက် AI အသူ့ရဲ့အုံနောက်ထဲကရှေ့သမျှမီးခလုတ်တွေအားလုံးကိုဖြန့်လိုက်ပါတယ်။ ြီးရင်တော့ AI ကအဖြေပြန်ပေးဖို့အတွက်ရှုပ်ထွေးတဲ့သင်္ချာတွက်ချက်မှုပေါင်းများစွာကိုလှုပ်ဆောင်ရပါတယ်။ဒါဘာနဲ့သွားတူလဲဆိုတော့အထက်20လောက်ရှိတဲ့အဆောက်အုံတစ်ခုလုံးကိုမီးတွေဖြွင့်ပြီးတော့မှ ရုံးငန်းတစ်ခုထဲကပစ္စည်းကိုတွားရှာတာနဲ့တူနေပါတယ်။အလုပ်တော့ဖြစ်ပင်မဲ့လည်းလျှက်စစ်အချိန်နဲ့ငွေတွေအများကြီးကုန်သွားရပါတယ်။အင်ဂျင်နီယာတွေကဒီလိုဖြုံးတိမှုတွေကိုရှင်းချနိုင်ဖို့အတွက်နီးလန်းနှစ်ခုကိုစဉ်းစားခဲ့ကြပါတယ်။ ပထမတစ်ခုကတော့ Mr. of Expert လို့ခေါ်ပါတယ်။ဒါဘာနဲ့တူလဲဆိုတော့ grammar ကျွမ်းကျင်သူတွေ၊ data ကျွမ်းကျင်သူတွေနဲ့သိပ္ပံပညာရှင်တွေလိုမျိုးကျွမ်းကျင်သူဝန်ထမ်းတွေကိုအပိုင်းလိုက်ခန့်ထားလိုက်တဲ့လိုမျိုးပါ။ပြီးတော့မှကျွန်တော်တို့မေးတဲ့မေးခွန်းပေါ်မူတည်ပြီးတော့ AI model တွေကိုဝါကျတစ်ခုချင်းစီအတွက်သက်ဆိုင်ရာကျွမ်းကျင်သူတွေကိုပဲခေါ်ပြီးတုံးတက်လာအောင်သင်ပေးတာမျိုးပါ။ ဒါပေမဲ့အဲ့ဒီကျွမ်းကျင်သူတွေကိုတီးတဲ့အပိုင်းလေးတွေဖြစ်နေစနစ်တကျတင်ပေးကြရတာလေလွယ်ကူတဲ့အလုပ်တစ်ခုမဟုတ်ပြန်ပါဘူးအချိန်နဲ့အများကြီးပေးရတယ်လို့ AI system တစ်ခုလုံးကို training ပေးရတာထက်တောင်ပိုပြီးရှုပ်ထွေးတဲ့တင်ကြားမှုတွေလိုအပ်ပါတယ်ဒုတိယနီလန်ကတော့တင်ကြားစရာမလိုတဲ့ training free နီလန်ပဲဖြစ်ပါတယ်ဒီနီလန်ကတော့ AI model ကိုအလုပ်လုပ်နေတဲ့အချိန်မှာအုံနောက်ရမလိုအပ်တဲ့အစိတ်ပိုင်းတချို့ကိုပိတ်ပစ်လိုက်တာပါ ။စောစောကျွန်တော် AI brain လို့တင်စားပြောခဲ့တဲ့ large language model ထဲမှာ neuron လို့ခေါ်တဲ့အစိတ်ပိုင်းလေးတွေရှိပါတယ်။ဒီ neuron နေရာပဲ data တွေကိုတည်ဆောင်ပြီးတော့တွက်ချက်မှုတွေလုပ်ပေးကြရတာပါ။ neuron တစ်ခုကအလုံးလုံးတဲ့အခါမှာသူ့ရဲ့ signal ကတခြား neuron တွေကိုကူးဆက်စေပြီးတော့ဆက်ပြီးလှုပ်ဆောင်စေပါတယ်။ အဲ့လိုအလုံးလုံးနေကြတဲ့အချိန်မှာပဲ neuron တစ်ခုချင်းစီရဲ့ activity level တွေကိုစောင့်ကြည့်ပြီးတော့ activity နည်းတဲ့ neuron တွေကိုလုံးဝပိတ်ပစ်လိုက်ကြတာဖြစ်ပါတယ်။ဒီလိုလှုပ်ဆောင်ခြင်းအပြင်အလုံးလုံးအမဲ့ neuron အရေအတွက်နည်းသွားတာကြောင့် power သုံးဆွဲမှုနဲ့တွက်ချက်မှုအချိန်ကို short ချနိုင်မယ်လို့ယူဆခဲ့ကြတာပါ ဒါပေမဲ့ပြဿနာဘာရှိနေပြန်လဲဆိုတော့တချို့ neuron တွေကချက်ချင်းထင်သာမြင်သာရှိတဲ့ activity တွေမရှိကြပေမဲ့လေအရေးကြီးတဲ့ data တွေကိုမှတ်ထားပေးတာမျိုးဒါမှမဟုတ်တခြားသော neuron တွေအတွက်ကူညီပေးတာမျိုးတွေရှိနေနိုင်တာဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာသူတို့တွေကိုပိတ်ပစ်လိုက်တဲ့အခါမှာ AI ရဲ့ performance တွေကကျသွားတတ်ပါတယ်။ဥပမာအရင်ကမှန်မှန်ကန်ကန်ဖြည့်ပေးနိုင်ခဲ့တဲ့မေးခွန်းတွေကိုတော့မှမှားနေတတ်တာမျိုးအထိပ္ပယ်မရှိတဲ့ဆက်ဆက်မှုမရှိတဲ့အဖြေတွေထွက်လာတာမျိုးပိတ်ပစ်လိုက်တဲ့ neuron တွေစီကနေလိုအပ်တဲ့အချက်လက်တွေကိုပြန်ရှာဖို့အတွက်ချိန်ပိုကြာသွားတာမျိုးတွေဖြစ်လာတာပါ။ အခုတော့ဝေနာလို့အတူကောက်ခေါ်တဲ့ weight informed neuron activation ဆိုတဲ့နည်းလမ်းကိုရှာတွေ့သွားကြပါပြီဒီနည်းလမ်းကို Microsoft တရုတ်ရဲ့ Rand University New York University နဲ့ South China University of Technology တို့ကပူးပေါင်းပြီးတော့ဖန်တီးခဲ့ကြတာပါသူတို့ရဲ့သူတေသနာစာရန်အပြည့်စုံတော့2025မေလ26ရက်နေ့မှာထုတ်ပြန်ခဲ့ကြပါတယ်။ဝီနာရဲ့မှော်စံတဲ့လှည့်ကွက်ကတော့ရိုးရှင်းလွန်းပါတယ်။ ညူရွန်တစ်ခုကဘလောက်ပဲ activity တွေရှိနေတယ်ဆိုတာကိုမဆုံးဖြတ်ဖ ೇನೆ သူကဘလောက်ကြီးမားတဲ့ megaphone ကိုကင်ထားလဲဆိုတာကိုပါကြည့်လိုက်တာမျိုးပါအလွယ်ပြောရရင်တော့ neuron တစ်ခုချင်းစီရဲ့ signal တွေဖြတ်သန်းရတဲ့လမ်းကြောင်းတွေမှာ waves လို့ခေါ်တဲ့တန်ဖိုးတွေရှိပါတယ်။အဲဒီ waves တွေက neuron တွေကြားဆက်သွယ်မှုမှာအရေးပါမှုကိုကိုးစားပြုပါတယ်။ signal တွေကိုဘလောက်ပြင်းအားနဲ့ပို့ပေးရမယ်ဆိုတာမျိုးကိုဆုံးဖြတ်ပေးပါတယ်။ wisdom ကိုကြည်တဲ့လမ်းကြောင်းအနေဖြတ်တန်းတဲ့ signal တွေကပို့ပြီးတော့မှအားကောင်းသွားမယ် wisdom ကိုနည်းတဲ့လမ်းကြောင်းအနေဖြတ်တန်းတဲ့ signal တွေကတော့တိတ်ပြီးအပြောင်းလဲမရှိပါဘူး winner တော့အားကောင်းတဲ့ signal နဲ့ activity တွေရှိတဲ့ neuron တွေကိုဆက်ပြီးတော့မှအလုပ်လုပ်စေတာဖြစ်ပါတယ်ဒီအချက်ကပဲဝီနာကိုလုံးဝမှော်ဆန်သွားစေတာလည်းဖြစ်ပါတယ်။သူကတကယ်တမ်းဘလောက်ထိထိထိရောက်ရောက်ကူညီနိုင်မလဲဆိုတာကိုသိကျင်ကြတဲ့အတွက်သူ့လူသိများတဲ့ AI model ကြီး၃ခုဖြစ်တဲ့ Q1, Llama 2နဲ့ Llama 3တို့ပေါ်မှာစမ်းသပ်ခဲ့ကြပါတယ်။ အဲ့ဒီမှာဝင်နာ neuronate အားလုံးရဲ့65ရာခိုင်နှုန်း၃ပုံ၂ပုံနီးပါးလောက်အထိကိုပိတ်ပစ်ခဲ့တဲ့အတွက်ကွန်ပျူတာတွက်ချက်မှုပမာဏတွေတိတိတတ်တာရောကျသွားတာကိုတွေ့ခဲ့ရပါတယ်။ QN 2.5မှာဆိုရင်9ဘီလီယံနဲ့1.8ဘီလီယံအထိကျသွားပြီးတော့ Llama 2မှာဆိုရင်တော့6.6ဘီလီယံနဲ့1.4ဘီလီယံအထိကိုကျသွားပါတယ်။ ။ဒါကြောင့်ကွန်ပျူတာရဲ့၃ပုံ၂ပုံနီးပါးအထိကိုစွမ်းအားချွေတာနိုင်ခဲ့တာဖြစ်ပါတယ်။ရေပူရာအဖြစ် AI model တွေအားလုံးရဲ့60ရာခိုင်နှုန်းဝန်းကျင်လောက်အထိကိုစွမ်းအင်ချွေတာနိုင်ခဲ့တယ်လို့ဆိုရမှာပါ။ဒါကြောင့် GPU ကုန်ကျစရိတ်တွေကိုတဝက်လောက်အထိ short ချလိုက်နိုင်ပြီလို့ပြောရင်လည်းမှားမယ်လို့မထင်ပါဘူး GPU က AI အလုပ်လုပ်ဖို့အတွက်အဓိကသုံးရတဲ့ hardware တွေဖြစ်ပြီးတော့အရန်ကိုဈေးကြီးတာပါ ဒါကြောင့်ဒီလိုခြွေတာနိုင်တာကလည်းကျွန်တော်တို့အတွက်ရေသွေးကောင်းတဲ့ AI တွေကိုဈေးပေါပေါနဲ့သုံးလာနိုင်တော့မဲ့သတင်းကောင်းတစ်ခုလည်းဖြစ်ပါတယ်ဒီ winner နေပညာ data center တွေအတွက်ရည်ရွယ်ထားတဲ့ဆိုပေမဲ့လည်း product ဖန်တီးသူတွေအတွက်လည်းအရေးကြီးတဲ့အချက်နှစ်ချက်ကိုသူတည်တည်တွေကထည့်ပြောထားပါသေးတယ်။နံပါတ်1ကတော့သူ့ရဲ့ code တွေကို GitHub မှာ open source အနေနဲ့တင်ထားပေးပြီးပါပြီ။ဒါကြောင့် Microsoft winner ဆိုပြီးရိုက်ရှာလိုက်တာနဲ့ code တွေကိုတွေ့ရပါလိမ့်မယ်။ဘာလို့မဆိုယူပြီးစမ်းသပ်ကြည့်နိုင်ပါလဲ။ နံပါတ်2ကတော့ AI Infrastructure Mini Conference တခုကိုလည်2025 August လ2ရက်နေ့မှာ online ကနေလုပ်ပေးအောင်မှာဖြစ်ပြီးတော့ speaker တွေကိုပါဖိတ်ခေါ်နေတယ်လို့သိရတာပါ နောက်ဆုံးမေးစရာရှိနေမှာကတော့ winner ကိုတုံးလိုက်လို့ခက်ခဲတဲ့မေးခွန်းတွေကိုဖြေဆိုရမှာ AI moderator အတွက်ခက်ခဲရှိလာနိုင်မလားဆိုတဲ့မေးခွန်းပဲဖြစ်လိမ့်မယ်လို့ထင်ပါတယ် ီအတွက်တော့စိတ်မပူပါနဲ့ဝီနာဒိုင်းနမစ်နီလန်းကိုတုံးထားတာဖြစ်ပါတယ်လွယ်ကူတဲ့မေးခွန်းတွေကိုမေးရင်ညူရိုနဲ့အများကြီးကိုပိတ်ပြီးတော့ပါဝါချွေတာလို့ရတယ်လို့ခက်ခဲတဲ့မေးခွန်းဆိုရင်တော့ပိတ်ထားတာတွေကိုပြန်လျှော့ချပြီးတော့ AI ကိုအပြည့်အဝအလုံးလုံးနိုင်စေမှာဖြစ်ပါတယ်ဒီပေါ်မှာမိတ်ဆွေတွေကသုံးသက်ချက်လေးတွေကိုလည်းကွန်မန့်မှာမျှဝေပေးသွားခဲ့ကြပါအောင်ဗျာမိတ်ဆွေများအလုံးကိုကျေးဇူးများကြီးတင်ပါတယ်ဒီဗီဒီယိုလေးကိုနှစ်သက်တယ်ဆိုရင်တော့ like လေးနဲ့အားပေးခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ် နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတွေနဲ့အတူပြန်လာခဲ့ပါမယ်။နောက်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြမယ်။